မင်္ဂလာပါကောင်းချီးမင်္ဂလာရှိတော်နေသည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ယေရှုတော်ကြောင့်ဒီမနက်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ယောမဩဝါဒစာခန်းကြီး30အပိုင်းငယ်27ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဣတေလလူတို့ကိုကြီးမှတ်၍တဖန်မိန်တော်မူသည်ကား နားမထောင်ညင်းဆန်တက်သောလူမျိုးတို့တနေ့လုံးငါသည်လက်ဝါးကို ဖြတ်ရပြီဟု ဆိုတည်းဒီချမ်းစာကို ကြည့်တဲ့အခါမှာနားမထောင်တက်တဲ့သူတွေရှေ့မှာဘုရားသခင်ကဘယ်လောက်တောင်မှတီးခမ်းပြီးတော့မှစောင့်ဆိုင်နေရလဲဆိုတာကို တွေ့ရပါတယ်တကယ်တော့ဘုရားသခင်ကဣသရေလ လူမျိုးတွေကို ရွေးကောက်ခဲ့ပါတယ်လူမျိုးတော်အနေနဲ့သတ်မှတ်ပါတယ်ပြည့်ညတ်တော်တွေကိုလည်း ကောင်းကင်တမန်အခင်းအကျင်းနဲ့ပေးပါれပြီးတဲ့အခါမှာသားတော်ယေရှုခရစ်တော်ကိုလည်းသူတို့လူမျိုးတွေမှာပဲမွေးဖွားစေခဲ့ပါれပြည့်ညက်တော်တိုင်းမလိုက်ရှောက်နိုင်တဲ့အရာရှိသမျှတို့ကိုဖယ်ရှားပြီးတော့မှယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ခြင်းကိုရစေဖို့လဲပြင်ဆင်ပေးပါれခက်ခဲပြီးတော့မှ မလုံနိုင်ခဲ့တဲ့ပြည့်ညက်တော်တွေအစားလွယ်လွယ်ကူကူနဲ့ရရှိနိုင်မဲ့ဖြောင့်မတ်ခြင်းကိုပြင်ဆင်ပေးပါれ တရားကိုစောင့်ဖို့မခက်ဘူးနှလုံး၌၎င်းနှုတ်၌၎င်းရှိတယ်လို့လည်းပြောပါတယ်စိတ်နှလုံးထဲကနေယုံကြည်ပြီးနှုတ်ဖြင့်ဝန်ခံရင်ကဲတင်ချင်းတို့ရောက်နိုင်တဲ့ဤလန်းကိုဘုရားသခင်က ပြင်ဆင်ပေးပါတယ်အစကတည်းကဘုရားသခင်ကဣတရေလလူမျိုးတွေကို သူ့ရဲ့အကြံစီတော်ထဲကနေပို့ဆောင်ပေးနေတဲ့ဘုရားဖြစ်ပါတယ်လောကမှာရှိတဲ့လူသားတိုင်းထက်တာ၍အခွင့်ထူးကိုရတဲ့လူမျိုးတော်ဖြစ်ပါတယ် ဒါပေမဲ့အဲ့ဒီလူမျိုးတော်တွေရဲ့ရှေ့မှာဘုရားသခင်ကလောက်ဝါကိုတနေ့လုံးဖြတ်နေရတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ဒီလူမျိုးတော်ဟာဘုရားသခင်ကို နားထောင်ခြင်းစိတ်မရှိဘူးဆိုတာကိုထင်ရှားစွာ တွေ့ရပါတယ်။တပို့ကတော့ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ဖြောင့်မတ်ခြင်းတရားလမ်းတည်ဟူသောယုံကြည်ခြင်းအပြင်ရနိုင်တဲ့အဲ့ဒီဖြောင့်မတ်ခြင်းကိုသူတို့ကညင်းပယ်တယ်ဆိုတာတွေ့ရတယ်။မယုံကြည်ဘူးဆိုတဲ့သဘောမျိုးကိုပြသတာပဲဖြစ်ပါတယ်။ ပြည့်ညက်တရားတွေကိုစ조사လှုပ်ဆောင်ပြီးဘုရားသခင်နှစ်သက်လေးမလားလို့သူတို့ဒီလိုမျိုးယူဆပြီးအသက်ရှင်နေတဲ့အချိန်မှာဘုရားသခင်ကပြည့်ညက်တော်အားဖြင့်မရနိုင်တဲ့ကယ်တင်ခြင်းကိုယုံကြည်ခြင်းအားဖြင့်ပေးပါတယ်ဒီနေရာမှာကျွန်တော်တို့စဉ်းစားဖို့ရန်ကဘုရားသခင်ကကျွန်တော်တို့ကိုယုံကြည်စေခြင်းနဲ့ဆိုတာကိုတွေ့ရတယ်ဣတေလလူမျိုးတွေမှာတော့ယုံကြည်ခြင်းဆိုတာထက်သူတို့တွေကပြည့်ညက်တော်ကို လိုက်လျှောက်ပြီးကိုကျင့်တရားကိုသာအမိပြုတဲ့သူတွေဖြစ်တယ်။ဘုရားကိုယုံနာတဲ့ကိုလုံနိုင်တဲ့အရာပေါ်မှာပဲကိုယုံနေတာဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ဘုရားသခင်စီကိုသူတို့မလာဘူး။သူတို့သွားနေတဲ့လမ်းကဘုရားသခင်စီကိုမရောက်နိုင်ဘူးဆိုတာကိုတွေ့ရပါတယ်။ဘုရားသခင်ကိုရောက်နိုင်မဲ့တနည်းတည်းသောလမ်းကတော့ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်သာ ရောက်နိုင်ပါတယ်။ယေရှုခရစ်တော်ကကျွန်တော်တို့အတွက်လမ်းခရီး တမတရားအသက်ဖြစ်ပါတယ်။သားတော်ယေရှုခရစ်တော်ကိုအမိမပြုတ်ဘဲနဲ့တော့ခမည်းတော်ထံကို မရောက်နိုင်ဘူးလို့တမချန်းစာကယေရှုခရစ်တော်မိမွတ်တဲ့စကားကိုဖော်ပြထားတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မှာတို့ယုံကြည်ဖို့ဆိုတာစိတ်နှလုံးကနေယုံရပါတယ်။နှုတ်ကနေပြီးတော့မှ ကိုယုံတဲ့အရာကို ဖွင့်ဟရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဟာကယ်တင်ခြင်းရောက်မယ်။ဖြောင့်မတ်တဲ့သူဖြစ်မယ်။ဘလောက်လွယ်တဲ့ကိစ္စလဲ။ အဲ့ဒီလွယ်တဲ့ကိစ္စလေးကိုတော့မှကျွန်တော်တို့ကမလက်လျှောက်ပဲမလုံနိုင်ပဲခက်ခဲပါတယ်ဆိုတော့ပြဉ္ညတ်တရားတွေကိုကျွန်တော်တို့ကအမိပြုပြီးကျင့်ရမယ်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 ဆိုတာနဲ့ပဲအသက်ရှင်နေရင်တော့ပို့ပို့ပြီးတော့တောင်ကျွန်တော်တို့ဟာဖြောင်းမတ်ခြင်းတရားလမ်းနဲ့ဝေးကွာသွားမှာပဲဖြစ်ပါတယ်ကျင့်စရာတွေက များလွန်းတော့ကျွန်တော်တို့တည်သွားရင်တောင်မှဒီပြဉ္ညတ်တရားမှာပါတဲ့အရာတွေကိုပြီးပြည့်စုံအောင်ကျင့်ဖို့ဆိုတာတော့ မလွယ်ကူဘူးဆိုတာကိုသိစေချင်ပါတယ်။ဒါကြောင့်မလို့ဘုရားသခင်ကကျွန်တော်တို့အတွက်အလွယ်ကူဆုံးနိလန်းကို ပြင်ဆင်ထားပေးပြီးဂျေဇူးပြုနေတာကိုကျွန်တော်တို့ကညှင်းဆန်မယ်ဆိုရင်တော့ကျွန်တော်တို့ထဲမှာယုံကြည်ခြင်းမရှိဘူးဆိုတာကိုသိချစေတာဖြစ်ပါတယ်။ယုံကြည်ခြင်းမရှိတဲ့သူကတော့ဘုရားစိတ်တော်နဲ့မတွေ့နိုင်ပါဘူး။တနေ့လုံးလောဝါဖြတ်နေရတဲ့ဘုရားသခင်ကို နားမထောင်တဲ့ဣသေလလူမျိုးတွေလို့ မဖြစ်စေဖို့ရန်တတိပြုရမှာဖြစ်ပါတယ်ဖျက်ရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျာကိုရော့ကိုကြီးစုတင်ပါတယ်ဤသေးလလူမျိုးတွေကိုဘုရားသခင်ကစောင့်ဆိုင်တယ်လို့ကျွန်တော်ကိုလည်းစောင့်ဆိုင်တဲ့အတွက်ကြီးစုတင်တယ်ကျွန်တော်ကိုဘုရားသခင်အခွင့်အရေးပေးလို့ကြီးစုတင်တယ်ကိုရော့ပေးတဲ့အခွင့်အရေးကိုယုံကြည်ခြင်းအပြင်ရလို့ကြီးစုတင်တယ်နားမတော့ဘုံကြည်ပါစေဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာမှာလဲဘုရားသခင်ရဲ့ ကျေးဇူးတော်အပြင်ရသောကယ်တင်ခြင်းကိုဝန်ခံပြီးဘုရားခင်အထံတော်ကိုတိုးဝင်တက်တော်သူများဖြစ်စေပါဘုရားခင်ကိုညှဉ်းဆန်တော်သူမဖြစ်ဖို့မဆပါတဏိတာလုံးကိုလက်ဝဲအနှံနဲ့ခန္ဓာစိတ်ဝိညာဉ်မဆာချက်အမျိုးမျိုးနဲ့ပတ်ရပါမိအကြောင်းယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းသို့ ရောက်ရပါမိအကြောင်းယေရှုနာမ၌ဆုတောင်းပါ၏အာမင်